ခင်ဗျားတို့လည်းသိတဲ့အတိုင်းပဲတက်ဘလက်ဈေးကွက်ဆိုတာသူဖုန်းဈေးကွက်နဲ့မတူဆိုလိုတာကသူဖုန်းလိုမျိုးလူတိုင်းလိုအပ်တဲ့ပစ္စည်းလည်းမဟုတ်ဘူးဒါပေမဲ့တက်ဘလက်ကောင်းကောင်းရှိနေရင်တော့လေတချို့အလုပ်တွေမှာဖုန်းနဲ့စာလို့ရှိရင်သူအများကြီးလိုအပ်ခံရတာပိုအဆင်ပြေတတ်တယ်အခုလိုမျိုးဒီ online ဈေးရောင်းတဲ့အလုပ်တွေ online မှာ learning လုပ်ရတာတွေမှာဒီဖုန်းနဲ့စာလို့ရှိရင်သူအများကြီးပိုအဆင်ပြေသွားတာတော့အမှန်ပဲ

review လုပ်တာများတယ်ပေါ့နော်ကျွန်တော်တို့အရင် Xiaomi ပက်တီတုန်းကလည်း Pro မဟုတ်တဲ့ကောင်တွေပဲ review လုပ်တာများတယ်ဒီတစ်ခေါက်ကတော့ Pro version ကဘလောက်ပိုကောင်းမလဲဘလောက်ပိုအလုပ်ဖြစ်မလဲဆိုတာကိုသိချင်တာနဲ့ပဲ Mi Band 7 Pro ကိုပဲကျွန်တော်တို့ရွေးလိုက်တယ်ဒီ review နဲ့ကိုဖုန်းပါကနေပြီးတော့ထောက်ပံ့ပေးထားပါတယ်ဆိုတော့ဗီဒီယိုကိုကြည့်ပြီးလို့စိတ်ဝင်စားတဲ့ခင်ဗျားတို့ဝယ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် description ထဲမှာ link လေးထည့်ပေးထားမယ်အဲ့ဒီမှာသွားကြည့်ကြည့်လိုက်ပြီးတော့ဒီကောင်က global version ဟုတ်တယ်လို့ Android ဘက်ခြမ်းက tablet တွေထဲမှာဆိုလို့ရှိရင်သူကဈေးအရမ်းမများပဲနဲ့ တက်နိုင်တယ်လို့အကောင်းဆုံးဆိုတာတွေကြီးပဲထည့်ပေးထားတဲ့ကောင်ဆိုရင်လည်းမမှားဘူးတော်တော်လေးမိုက်တယ်ပေါ့နော်ကျွန်တော်တို့သူ့ရဲ့ဒီဇိုင်းမန်ကနေပြီးတော့အရင်စကြည့်လိုက်ရအောင်ဒီအတိုင်းပဲ tablet ဆိုတာမျိုးကပပလေးတွေလာတာများတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီကောင်လေးကဖုန်းတွေလိုမျိုးမဟုတ်ဘူးအထဲမှာထည့်ရမယ့်ဒီ component တွေအတွက် screen ကကြီးတဲ့ခါကျတော့ထည့်စရာ space ကြီးအများကြီးရှိတာ哦ဆိုတော့ဖုန်းတွေထက်ကိုပိုပါအောင်လုပ်လို့ရတယ်လောက်ရတာပိုလွယ်တယ်ပေါ့ဗျာအဲ Xiaomi Pad 7 Pro ကလည်းအဲ့လိုပဲတော်တော်လေးကိုပါတာပါဆိုလို့ရှိရင်ဒီကောင်ရဲ့အထူက 6.2 mm ပဲရှိတယ်။ပြီးတော့ aluminum chassis လည်းဖြစ်တဲ့ခါကျတော့ကန်ရတာတော်တော်လေးလေးမိုက်တယ်။တောင်းတောင်းနေနေလေးရှိတယ်။အလေးချိန်ကလည်းဒီကောင်က 900g ဆိုတော့ဒီလိုမျိုး surface area ကျဲတဲ့ tablet တစ်လုံးအနေနဲ့မှာကန်ရတာလေးတယ်ဆိုရယ်ခန်းစားချက်မရောက်။နောက်ဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် tablet တစ်လုံးနဲ့မှမလိုက်ပါတော့။တော်တော်ကြီးကြီးတဲ့ကင်မရာဘက်ကိုတွေ့ရမယ်။တကယ်တော့ဘာမှတော့မဟုတ်ဘူးသိရမလား။ Xiaomi ရဲ့နောက်ပိုင်း flagship phone တွေနဲ့ခက်စင်စင်တူအောင်အဲ့ဒီအထာဖြစ်အောင်ဖန်ထားတာပါနော်။ ကင်မရာတော့တကယ်တမ်းကတစ်လုံးပဲပါတာ။ကျန်တဲ့၃ခုက flash light ရယ်50 megapixel AI ကင်မရာဆိုတဲ့စာရယ်နောက်ထပ် mic တစ်လုံးရင်ထည့်ထားတာ။ဘယ်လိုပဲဖြစ်ဖြစ် tablet ကလည်းအကြီးကြီးဆိုတော့ဖုန်းမှလိုမျိုးအရင်ကြီးကင်မရာဘက်ကြီးကြီးလို့ဆိုပြီးတော့စိတ်ကောက်ရလောက်တဲ့အနေထားမျိုးတော့လည်းမခံစားရဘူးပေါ့နော်။ပြီးတော့ Xiaomi ဆိုတဲ့စာသားလေးရယ်ဒီ external keyboard တက်ဖို့အတွက် Poco connector လေးရယ်အဲ့ဒါ၄ပါဦးမယ်။အပေါ်ဘက်မှာတော့ကျွန်တော်တို့ Dolby Atmos speaker နှလုံးရမယ်။ နောက်ထပ် mic တစ်လုံးရယ်ပြီးတော့ fingerprint scanner ထည့်ထားတဲ့ power button လေးရယ်တွေ့ရမယ်။အောက်မှာကျတော့နောက်ထပ် speaker နှစ်လုံးရယ် type c charging port ရေးပါတယ်။ဒါ3.5 mm headphone jack မပါတာလေးရတော့အာတိတ်တော့လေသဘောမကျဘူးပေါ့ဗျာ။ဒါပေမဲ့လည်း2025မှာလည်းတော့ငေါတော့မပါကြတော့ပါဘူး။ဖုန်းနေနေမဟုတ်ဘူး။ဟို tablet ဒီမှာပါ3.5 mm jack တွေကပြုတ်ကုန်ပြီပေါ့နော်။ထားပါတော့။ဘေးဘက်မှာတော့အာတစ်ဖက်မှာ volume button နေနဲ့နောက်ဖက်မှာ mic ပေါက်နှစ်ပေါက်ထပ်ပါတယ်။ mic တွေကနဲတာမဟုတ်ဘူး။ mic array ကစုစုပေါင်း၄လုံးတော့ပါတယ်။ ပြီးတော့ကျွန်တော်တို့စီရောက်နေတဲ့အကြောင်းကအပြာရောင်းပေါ့နော်ဆိုတော့ tablet တစ်လုံးမှာအရေးအကြီးဆုံးလို့ပြောရမယ် display ဘိုင်းကိုကျွန်တော်တို့ဆက်မယ်ပေါ့နော် display ဘယ်လိုနေလဲဆိုတော့တိရအတိုင်းပဲ tablet ဆိုတာမျိုးက media consumption ဘိုင်းအများဆုံး focus ထားကြတာဆိုတော့ tablet တစ်လုံးဘယ်လောက်ကောင်းလဲဆိုတာ display ဘယ်လောက်ကောင်းလဲဆိုတာပေါ်မှာအများကြီးမူတည်နေတယ် Xiaomi Pad 7 Pro ရဲ့ display က tablet တွေထဲမှာအကောင်းဆုံးလို့တော့ပြောလို့မရဘူးအကောင်းဆုံးဆိုရင်တော့ iPad Pro M4 တွေဖြစ်မှာပေါ့ဗျာ Tandem OLED တွေနဲ့ဒါပေမဲ့ ။သူ့စီထဲမှာတော့သူကကောင်းတယ်ဆိုတဲ့အထင်မှတော့ပါတယ်။အဲ Samsung tablet တွေလိုတိုင်းနဲ့ OLED မဟုတ်ဘူး။ရှေ့ကပြောခဲ့သလိုမျိုးပဲ iPad တွေလိုမျိုး Tandem OLED တွေပါတယ်မဟုတ်ဘူး။ဒါပေမဲ့ဈေးကလည်းကွာတာ哦။ကျွန်တော်တို့ကလည်းဒီအကောင်းဆုံး AMOLED တွေနဲ့ရှင်ရင်သာအကောင်းဆုံးမဟုတ်ဘူးလို့ပြောတာပေါ့နော်။သူ့ရဲ့ IPS LCD က quality တော်တော်ကောင်းတယ်။ကျွန်တော်တို့သုံးဖူးသမျှ LCD display တွေမှာဆိုရင်အကောင်းဆုံးလို့တော့မှပြောလို့ရတယ်။17.2လက်မအရွယ်ဟိုမှာမှဘေးပေါင်တွေကတော်တော်လေးကိုသေးတဲ့အပြင်အရင်နှစ် Pro လိုမျိုး16:10 ratio မဟုတ်တော့ဘဲနဲ့သူကနည်းနည်းလေး၄တောင်ပုံစံနဲ့ 3 by 2 ratio ဖြစ်သွားတယ်။ iPad Pro တွေနဲ့ပိုတူသွားတယ်လို့ခံစားရတာတော့အမှန်ပဲ။အဲ့လိုဖြစ်သွားတာကဒီ web browsing လောက်ရတာမျိုး online learning အတွက်လောက်ရတာမျိုးစာဖတ်ရတာမျိုး comic ဖတ်ရတာမျိုးပြီးတော့ horizontally multitasking လောက်ရတာမျိုးမှာ raw screen realistic ကပိုကောင်းသွားတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ရုပ်ရှင်တွေတော်တော်များများဗီဒီယိုတွေတော်တော်များများ sixteen to nine ဒါမှမဟုတ်8တပို့ပြီးတော့ white ဖြစ်တဲ့ aspect ratio တွေနဲ့လာတာပေါ့ဥပမာကျွန်တော်တို့ဗီဒီယိုတွေဆိုရင်18:9 2:1 ratio နဲ့လာတာ ဆိုအဲ့လိုမျိုးဗီဒီယိုတွေကြည့်မယ်ဆိုတော့ black bar တွေကအများကြီးပိုကြီးသွားမယ်ဒါလည်းပြဿနာတော့မဟုတ်ဘူးကျွန်တော်ကတော့အာ tablet မှာ3 to 2ကိုလည်းတစ်မျိုးကြိုက်တယ်စစ်စင်းစု9ကိုလည်းဒါမှမဟုတ်စစ်စင်းစု10ကိုလည်းတစ်မျိုးကြိုက်တယ်ပြီးတော့ resolution က 3.2k နဲ့ဖြစ်နေတဲ့အပြင်ကို screen ppi ကလည်း344ဆိုတော့ content တွေကတော်တော်လေးကို sharp ဖြစ်တယ်တော်တော်ကိုအရသာရှိတယ်အဲ့ဒါအုံမှာမှဒီကောင်က 144hz နဲ့ဆိုတော့ display ကအပြစ်ပြောစရာရေလို့မြန်မြန်ဆဆသိပ်မရှိဘူးလုံးဝ battery smooth ပဲပေါ့နော် ်အမ်မိုလည်းမဟုတ်တဲ့အခါကျတော့တခုနောက်ထပ်ဗာမိုက်လဲဆိုတော့ brightness မှာလည်းတော်တော်လေးကောင်းတယ်နေအောင်အောက်မှာသုံးမယ်ဆိုရင်တော့မှလွန်လွန်လောက်လောက်ရှိတယ်ဒါပေမဲ့အမ်မိုလည်းမဟုတ်တဲ့အတွက်နော်နတ်မောင်ရွှဲဆိုဟုတ်ပါဘူးဆိုရွှဲအမ်ဆိုရွှဲနေတဲ့ deep black တွေမရဘူးတစ်ဖက်မှာလည်း LCD ဖြစ်သွားတဲ့အတွက် flickering မရှိတော့ဘူးအာညာဘက်အမှောင်ထဲမှာတုံးတဲ့အခါမှာတော်တော်လေးမျက်စိသက်သာစေမယ်ပြီးတော့ display ကို glossy type မဟုတ်ဘဲနဲ့ iPad Pro တွေမှာလိုမျိုး nano texture ပုံစံမျိုးပေါ့နော်ဒီ matte glass လိုပုံစံမျိုးလိုချင်တယ်ဆိုရင်လည်း option ရှိတယ် ဈေးကတော့ပိုကြီးသွားတယ်ဒါပေမဲ့ reflection တွေရော့သွားမယ်ပုံဆွဲမယ်ဆိုလို့ရှိရင်ပိုကောင်းသွားမယ်ပြီးတော့အာဂိမ်းတွေဘာတွေဆော့တယ်မလားအဲဒီ screen ကိုလက်နဲ့ပို့ရတာပို့ပြီးတော့အရသာရှိသွားမယ်ပေါ့နော်ခင်မကြည့်သွားမယ်ပေါ့ဟုတ်ထားပါတော့ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ speaker တွေအနေထားကိုပြောပြမယ်အာပြောရရင်တော့ရွှေဖားပဲသိလားအစမှာပြောခဲ့တယ်လို့မျိုးပဲသူ့မှာ Dolby Atmos speaker ၄လုံးပါတယ်။ဒါပြောမှာဆို Quad speaker ပေါ့နော်။အသံထွက်လည်းတော်တော်လေးမိုက်တယ် ဖူဆောင်နေလမ်းဖြစ်တယ်အတန်လဲကျယ်တယ် clarity လဲကောင်းတယ်ရုပ်ရှင်နေကြည့်ရတာကျွန်တော်တို့ game တွေဆောရတာမှာတကယ်မိုက်တယ် high say mid say မှာတော်တော်လေးကောင်းတယ်ဆိုပေမဲ့ tablet ဖြစ်နေတဲ့ခါကျတော့ chassis ကပါတယ်လေဆိုတော့ base spine ကတော့အားနေတယ်ကျွန်တော်အခန်းကျယ်ထဲမှာဆိုလို့ရှိရင်အ M1 MacBook Air လောက်နှီးပါအတန်ကျယ်လို့ခန်းစားရပေမဲ့ wattage နေတာအခန်းကျယ်ထဲမှာဆိုရင်တွားပြီးတော့တိတာတယ်တိတ်ပြီးတော့ spread out မဖြစ်တော့ဘူးပေါ့နော်ဒါလည်း MacBook speaker တွေနဲ့ရှင်လိုက်လို့ပါတခြားသော Toyota တန်ယုံအမ် um, Windows laptop တွေနဲ့ရှင်လိုက်မယ်ဆိုရင်တော့ ဲ့ထက်အများကြီးပိုကောင်းတယ်ပြီးတော့ setting ထဲမှာကျွန်တော်တို့ sound effect ရယ် Dolby Atmos ရယ် Xiaomi ဆောင်းရယ်ဆိုပြီးတော့ရွေးလို့ရတယ်ကျွန်တော်တို့ personally Dolby Atmos ကိုသဘောကျတယ်ပို့ပြီးတော့ rich ဖြစ်တယ်ပို့ပြီးတော့ bright ဖြစ်တယ်ပို့ပြီးတော့ alive ဖြစ်တယ်လို့ခံစားရတယ် Xiaomi ဆောင်းကကြတော့ तू อ่ะ1ဖြစ်တဲ့ဘက်ကိုသွားတယ်နည်းနည်းလေး muffle ဖြစ်သွားတယ်အဲ့ဒါအောင်မှမကျေနပ်ဘူးဆိုလို့ရှိရင်လည်း EQ နဲ့ကိုယ့်ဘာသာကိုစိတ်ကြိုက်ပြန်ချိန်လို့ရသေးတယ်ဆိုတော့ sound test လေးတွေကိုကျွန်တော်တို့ဒီမှာပြထားတယ်နားထောင်ကြည့်ကြည့် ော့ display speaker တွေပြီးသွားပြီဆိုတော့ဆိုတော့ display speaker တွေကတော့ကောင်းနေပြီပေါ့နော် performance ကရောဘယ်လိုနေသလဲဒီကောက်မှာတုံထားတဲ့ SOC က Snapdragon 8S Gen 3ဆိုတော့လုံးဝကြီးမိုးပြန်နေတဲ့ top notch performance တော့ရမှာမဟုတ်ဒါလည်း benchmark အရသာပြောတာပေါ့နော်တကယ်စမ်းသုံးကြည့်လိုက်ရင်တော့ဒီလောက် SOC တွေကမမြန်ဘူးလို့ဟာနှင်းနေတယ်မင်းတို့ SOC ကထစ်တယ်လို့အဲ့လိုမျိုးတော့ခံစားရမှာမဟုတ်တော်တော် smooth ဖြစ်ဖြစ်နဲ့အာကိုသုံးတဲ့ test တိုင်းကို handle လုပ်ပေးနိုင်တယ် benchmark ကြည့်ရမှကိုဖြစ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာပြထားတယ်မြင်တဲ့အတိုင်းပဲ ် 3D mock wildlife extreme stress test မှာ stability score က85%ရထားတာဆိုတော့အာ game ကြီးအကြာကြီးဆုံးမယ်ဆိုလို့ရှိရင် performance ထိုးကျသွားတာမျိုးထစ်ငော့သွားတာမျိုး ရှိမှာမဟုတ်ဘူးလို့ပြောလို့ရတယ်ရှိလေနည်းနည်းပေါ့15ရာခိုင်နှုန်းတော့ပဲကျတော့မှာပေါ့အခုနာမည်ကြီးနေတဲ့ Delta Force Mobile လို့မျိုး game မျိုးကိုဒီကောက်မှာဆုံးမယ်ဆိုရင်တော်တော်လေးကိုဆော့လို့ကောင်းတယ် Quest Speaker 3.2K 144Hz display နဲ့ဆိုတော့ဘယ်ပြောကောင်းမလဲ share ပဲ တခြား game တွေလည်းကျွန်တော်တို့စမ်းစောကြည့်ထားတယ်ဘယ် game တွေကိုဘယ် setting မှာဆော့လို့ရသလဲဆိုတာကို hotdi မှာပြထားတယ်ရှုပ်ကြည့်လိုက်ပြီးတော့ကျွန်တော်တို့စီရောက်နေတဲ့အလုံးက RAM 12 GB um 512 GB version ပေါ့နော်ဆိုတော့ multitasking လုပ်တာဘာညာမှလည်းပြဿနာမရှိဘူး recent update ဘာညာပြန်ဖွင့်မယ်ဆိုရင်လည်း app က reset ဖြစ်သွားတာမျိုးပါမျိုးတော်တော်လေးကြုံရခဲ့တယ် တော့ဒီကောင်က Android 15ပေါ်မှာအခြေခံထားတဲ့ HyperOS 2နဲ့လာလား Global ဖြစ်နေလို့လားပဲလားတော့မသိဘူးပေါ့နော် Xiaomi ပတ်တွေထဲမှာတုံးထားတဲ့ HyperOS ကဖုန်းတွေမှာလို့မဟုတ်ဘူးတုံးရတာတော်တော်လေးစိတ်ချမ်းသာတယ် multi-desking မိုင်းမှာလည်း floating windows ပုံစံနဲ့ပဲ33 split screen နေနဲ့ပဲ33မိုက်တယ် animation တွေကလည်းတော်တော်လေးမိုက်တယ်တော်တော်လေးကို smooth ဖြစ်တယ်ပြီးတော့ workstation mode ဆိုလို့ရှိရင် floating windows ကြီးပဲ၄ခုဖွင့်ထားပြီးတော့အလုပ်လုပ်လို့ရတယ်ပြီးတော့သူ့မှာ hyper ai ဆိုပြီးတော့ ai feature တွေပါပေမဲ့လို့ Gemini ကိုပဲတော့ကျွန်တော်တို့အများဆုံးသုံးပြတာများတယ်။ Gemini 2.5 Pro ကတော်တော်ကြီးကိုမိုက်တာ။သူက AI wallpaper, AI art နဲ့အဲ့လိုဟာမျိုးလေးတွေလည်းပါတယ်။မဆိုးဘူးပေါ့နော်။ဒါပေမဲ့ Note app က AI writing feature ကိုတော့တော်တော်လေးသဘောကျတယ်။အဓိကကိုရေးထားတဲ့စာတွေကိုဒီကောင် polish လုပ်ပေးနိုင်တယ်ပေါ့နော်။ဒီမှာတော့မှဒီ general, professional, simple, friendly ဆိုပြီးတော့လေးမျိုးရွေးလို့ရတယ်။စမ်းကြည့်ရတော့ကတော့တော်တော်လေးအလုပ်ဖြစ်တယ်။ပြောမယ်ဆိုရင်တော့ဒါ Apple intelligence ဆန်ဆန်မျိုး feature မျိုးပေါ့နော်ဒါအပြင်ကိုရေးထားတာကိုမှန်မှန်မှန်စစ်ခိုင်းလို့ရတဲ့ proof reading feature တွေအဲ့ဒါတွေကလည်းအသုံးဝင်တယ် app တွေအဝင်ထွက်တွေခဏခဏလုပ်နေကြမလို့တော့ဘူးပေါ့ပြီးတော့ extension သုံးပြီးတော့ကိုရေးထားတာကိုချက်ခိုင်းလို့ရတယ်အဲအဲဆေးမှာ word မပြည့်သေးဘူးဘာညာဆိုအဲ့ဒါထည့်လိုက်ပြီးတော့ပြီးတော့ theme prompt တစ်ခုရိုက်ပြီးတော့လည်းခိုင်းလို့ရတယ်ဒီလိုဒီလိုလေးလုပ်ပေးဒီလိုလေးပြင်ပေးဒီလိုလေးရေးပေးအဲဒီကောင်ကောင်ခိုင်းစားလို့ရတယ် မိုက်တယ်တော့တော်တော်မိုက်တယ်ကျွန်တော်တို့ script writer တွေ content writer တွေအင်္ဂလိပ်လိုရေးမယ်ဆိုရင်ပေါ့နော်အများစုသဘောကျနိုင်တယ်အဲသဘောမကျစရာကတော့အခုလေးတွေမပြောလိုက်သလိုမျိုးပဲ english လိုပဲရတာပေါ့နော်မြန်မာလိုရေးထတာအတွက်မှာတော့မရဘူးအဲចောင်းသားတွေဘာတွေအတွက်ဒီ essay ဘာညာရေးရတာမိုက်တယ်ဆိုပေမဲ့မြန်မာလိုရေးရမယ့် content တွေဆိုလို့ရှိရင်တော့သုံးမဝင်တော့ဘူးပေါ့ဟောပြီးတော့ဒီကောင်က external keyboard cover နဲ့သုံးရတာလေတော်တော်လေးအနှစ်ကျတယ် laptop like experience ကိုအပြည့်အဝရလို့တော့မဟုတ်ပေမဲ့ အပြင်သွားပြီးတော့တည်မလား laptop တစ်လုံးနဲ့လုံးစီရမလိုတဲ့ကိစ္စမျိုးဥပမာ script လေးပါလေးရေးတာမျိုး web browsing လုပ်တာမျိုးအဲ့ဒါမျိုးမှာတော်တော်လေးအသုံးတည်တယ်ပေါပပပနဲ့တည်သွားလို့ရတာရောပြီးတော့ပုံမှန် laptop တွေထက် battery ပိုခံမဲ့ကိစ္စရောအဲ့ဒါကအပြင်ထွက်တိုင်းမှာဒီ tablet ကိုသတိရသွားစီတာတော့အမှန်ပဲသူကဆိုင်ရရတာမှာလည်းဒီလိုမျိုး keyboard တစ်လုံးအနေနဲ့လက်ခံလို့ရတယ် feedback ကအရင်ကြီးမကောင်းမှုဆိုပေမဲ့အလုပ်ဖြစ်တာတော့တော်တော်လေးဖြစ်တယ်တခုပဲကျွန်တော်တို့ဆက်ဆက်ချင်းဒီ အစ်စတန်နဲ့ကီးဘုတ်နဲ့ချိတ်လိုက်တဲ့အခါမှာမြန်မာစာကတော့တန်ရိုက်လို့ရမှာမဟုတ်ဘူး control နဲ့ space နဲ့ပြီးတော့ language ချိန်မယ်ဆိုလို့ရှိရင် screen ပေါ်ကကီးဘုတ်ကတော့မြန်မာလိုပြောင်းသွားပြီမြဲကျွန်တော်တို့ physical ကီးဘုတ်မှာရိုက်တဲ့အခါမှာတော့ english လိုပဲရိုက်လို့ရတယ်ဒါလည်းဖြည့်ရှင်းရတော့အရင်မခက်ဘူးကျွန်တော်တို့လည်းအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ short video လေးတစ်ခုလုပ်ပေးဘူးတယ်အခု channel ရဲ့ short ဆိုတဲ့နေရာကိုသွားပြီးတော့ကြည့်ကြည့်လိုက်ပါတော့ဒါပေမဲ့အဲ့ထဲမှာပြောတဲ့အတိုင်းဒီနှစ်မျိုးစလုံးကဒီမှာတုံးရတာမှာနည်းနည်းအဆင်မပြေတာလေးတွေရှိတယ် တော့ဒီမှာဘယ်လိုလုပ်ရမလဲဆိုတော့ဒီခါလေးပြောပြမယ်ပေါ့နော်တခြားကြံတဲ့ tablet တွေသုံးပြီးတော့မြန်မာစာရိုက်လို့မရဘူးဖြစ်နေလို့ရှိရင် short sale မှာသွားကြည့်ကြည့်လိုက်ဒါဆိုတော့ကျွန်တော်တို့ဒီ Mi Pad မှာဆိုလို့ရှိရင်မြန်မာစာရိုက်ဖို့ဆိုရင်အရင်ဆုံး NZ မြန်မာ physical keyboard ဆိုတာကို download ရတယ်ဒီ app က Play Store မှာမရှိဘူး browser တစ်ခုခုမှာ share ပြင်သွား download ပေါ့နော် download ပြီးသွားပြီဆိုလို့ရှိရင် install လုပ်လိုက်ဒီကောက်ကို app တစ်ခုအနေနဲ့ home screen မှာမြင်ရမှာမဟုတ်ဘူးသူက setting တွေကိုသွား stylus and keyboard ဆိုတဲ့အထဲကိုသွားအဲ့ထဲမှာမှာဒီအပေါ်က keyboard ဆိုတဲ့ option တွေကိုဝင်ပေးလိုက် ပြီးရင်အခုပြထားတဲ့ထဲကိုဝင်မြန်မာ Unicode NZ keyboard layout ဆိုတာကိုတစ်ချက်ရွေးပေးလိုက်ဒါဆိုလို့ရှိရင်မြန်မာလူစားရိုက်လို့ရပြီတခုရှိတာကစာရိုက်ရင်တွေ့ထိုးကိုနောက်မှရိုက်ရတယ်အာ logical order ပဲရတယ်ပေါ့နော် visual order မရဘူးပေါ့ဟိုမှာစော်လို့ရိုက်မယ်ဆိုရင်တွေ့ထိုးစာလုံးရေးချငတ်သက်စော်မဟုတ်ဘူးစာ တွေ့ထိုးရေးချအသက်စော်အဲအဲ့လိုမျိုးဖြစ်မယ်ပေါ့နော် ဆိုတော့ကျွန်တော်တို့ကတော့ဘယ်နေရာမှာမဆိုအဲ့ဒီ keyboard လက်ကွက်ကိုအသားကျသွားပြီအသားကျအောင်လှုပ်လိုက်ပြီပေါ့နော် Mac မှာစာရိုက်လို့ရှိရင်အဲ့လိုပဲရိုက်ရတာဆိုတော့ကိုယ့်ဘာသာကို force လုပ်လိုက်ပြီ Windows မှာဆိုလည်းတွေ့ထိုးကိုအရင်မရေးတော့ဘူးနောက်မှာပဲရေးတော့တယ်ဖုန်းနဲ့ရိုက်တော့မှသာတွေ့ထိုးကိုအရှိမရေးတဲ့ကိစ္စလှုပ်တော့တယ်ပေါ့နော်ဟွန်းဖုန်းမှာလည်းတွေ့ထိုးကိုနောက်မှာရေးလိုက်ရင်တော့ပို့ပြီးတော့ consistent ဖြစ်သွားမယ် ဆက်ဆက်ရိုက်ချင်းမှာတော့ဗျာနည်းနည်းလေးကစည်းကောင်းနိုင်နိုင်နေဆိုပေမဲ့နောက်ပိုင်းကျရင်တော့အဆင်ပြေသွားလိမ့်မယ်ကျွန်တော်တို့လည်းအဆင်မပြေပြေအောင်ကိုယ့်ဘက်သားကိုအလို force လုပ်လိုက်တာခုကတော့အဆင်ပြေသွားပြီပြီးတော့ kick stand ပုံစံအနေနဲ့လည်းဒီကောင်ကတုံးလို့ရတယ်ဆိုတဲ့အခါကျတော့စကားကြည့်ရတာဗျာညာလေမိုက်တယ်ပြီးတော့ဒီကောင်ကအနောက်ဘက်မှာပဲ magnet နဲ့အာကတ်တာမဟုတ်ဘူးကောနော်ဒီကောင်ရဲ့ keyboard အပေါ်နားလေးမှာ keyboard ထည့်ဖို့အတွက်အချိန်လေးပါတယ်အဲ့ဒီအချိန်ထဲမှာ မဂနက်နဲ့ကတ်တာဆိုတော့တခြားသောတက်ဘလက်ကီးဘုတ်တွေမှာလိုမျိုးကစ်စတန်ကိုအားကိုးပြီးတော့မှီထားတာထက်စားလို့ရှိရင်တက်ဘလက်ကိုမလိုက်လို့ရှိရင်လည်းဒီကီးဘုတ်ကအာထားမြေလေးအတိုင်းပဲကတ်ပါလာတာဆိုတော့အဲ့ဒါလေးကတော်တော်လေးအထောက်အကူဖြစ်တယ်အေးစေးစေးပေါင်ပေါင်တင်ပြီးတော့ဆက်ရိုက်မယ်ဆိုရင်လည်းအဆင်ပြေတယ်မဂနက်နဲ့ကတ်ထားလို့မတော်တဆကီးဘုတ်ကနေပြီးတော့လှမ်းဆွဲမိလိုက်တယ်ဆိုရင်လည်းတက်ဘလက်ကကွာကျသွားတာမျိုးမရှိဘူးအခုပြထားသလိုမျိုးဒီကောင်းရဲ့မဂနက်ကတော်တော်လေးကိုအားကောင်းတယ် ပြောရရင်တော့ဒီ iPad keyboard cover လိုမျိုးဒီ trackpad လေးမပါတာလွဲလို့ရှိရင်ကျွန်တော်တော့ tablet ကိုဝယ်လို့ရှိရင် keyboard cover လေးပါတခါတည်းဝယ်လိုက်စေချင်တယ်အဲ့လိုမှမဟုတ်ဘူး trackpad ပါတာလိုချင်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ laptop like experience လိုချင်တယ်ဆိုလို့ရှိရင် focus keyboard ဆိုတဲ့ကောင်ဝယ်ရမယ်ဒီကောင်ပုံမဲ့သွားတယ်ဒါမဲ့ဈေးကတော့6သိန်းကျော်လောက်ဖြစ်သွားတယ်ဆိုတော့နည်းနည်းတော့များတယ်အဲ့လိုသုံးဖို့မလိုဘူးလို့တော့ကျွန်တော်တို့ထင်တယ်ပေါ့နော်ပြီးတော့ stylus နဲ့လည်းဒီကောင်တုံးလို့ရတယ်ဒါပေမဲ့စမ်းပြစီကပန်ကတော့မပါဘူးပေါ့နော်ဆိုတော့စမ်းတော့မပြတော့ပါဘူး နှုတ်စီပါတွေမှတ်မဲ့သူတို့ပုံဆွဲမဲ့သူတို့မဟုတ်ရင်တော့ status ကတော်အောင်တော်အောင်တော့မလို့ပါဘူး။ Okay ဆိုတော့ battery life ကရောဘယ်လိုနေလဲ။ဒီလိုမျိုးပပလျလျ tablet တစ်လုံးဆိုပေမဲ့ဒီကောက်မှာ 1850mAh ထည့်ပေးထားတယ်ဆိုတော့အဲမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ဟို silicon carbon battery တော့မဟုတ်သေးဘူး။ဆိုတော့ Mi 8 Mi tablet 8အဲ့ဒီဝင်းကျင်တော့မှာဆိုလို့ရှိရင်တော့အမ် silicon carbon battery နဲ့ဆိုရင်တပေါင်းကြော်ကြော် mAh တွေဖြစ်လာနိုင်တယ်လို့ထင်တယ်ပေါ့နော်ဘယ်လိုပဲပြောဒီကောင်းရဲ့ battery life ကလည်းညံ့တဲ့အထဲမှာတော့လည်းမပါသေးပါဘူ ျွန်တော် screen on time ကိုသုံးတဲ့ use case ပေါ်မှာမူတည်ပြီးတော့6နာရီဝန်းကျင်လောက်ထိသုံးလို့ရမယ်။အပြင်သွင်းမယ်ဆိုလို့ရှိရင်လည်းဘူးထဲမှာ67 watt charger ပါတယ်။အသွင်းမယ်ဆိုရင်0 to 100ကိုကျွန်တော်10နာရီကျော်ကျော်လောက်လေးပဲကြာမယ်။ power button မှာထည့်ထားတဲ့ fingerprint scanner ကလည်းတော်တော်လေး reliable ဖြစ်တယ်။ပြီးတော့မြန်လဲမြန်တယ်။ဆိုတော့ camera ဘက်ကိုဆက်မယ်။ပြောရရင်တော့ tablet တစ်လုံးမှာတော့ camera ဘိုင်းကများများဆဆပြောစရာတိတ်မရှိလောက်ဘူး။နောက်ဖက်မှာ 50MP main camera တစ်လုံးနဲ့ပဲသုံးထားတယ်။သူရဲ့အာအသုံးဝင်မဲ့ပုံကဥမာ document scan လုပ်ဖို့တို့ เนาะအာဘာညာယုတ်တရက်ဓာတ်ပုံလေးရိုက်ဖို့အဲ့လောက်အတွက်ပဲအဆင်ပြေပါတယ်เนาะစိတ်ပါတယ်ဆိုရင်တော့လူပုံတွေရှုခင်းပုံတွေပါရိုက်လို့တော့ရတာတော့ရတယ်ဒါပေမဲ့တက်ပလက်ကြီးနေတော့မရိုက်ကြပါနဲ့เนาะလက်ရှိမြင်နေရတဲ့ဒီ budget phone ခက်ဆုပ်ဆုပ်တွေတက်ကတော့ပိုကောင်းနေပေါ့ဗျာเนาะဗီဒီယိုရိုက်မယ်ဆိုလို့ရှိရင်လည်း 4K 60ရိုက်လို့ရတယ်ရှေ့ဘက်ကင်မရာကတော့32 megapixel သုံးထားတယ် 1080p 30fps ရိုက်လို့ရတယ်တေးကြတာကတော့ zoom meeting တွေမှာပုံထွက်တော်တော်လေးကောင်းမယ်ဗီဒီယို conference တွေလုပ်မယ်ဆိုလို့ရှိရင်အဆင်ပြေမယ်ဈေးရောက်လို့ရမယ်เนาะ quality တော်တော်ကောင်းတယ်။ပြန် quality ဆိုလို့ပြောဖို့မင်းညဒီကောင်မှပါတဲ့ mic ကလည်းတော်တော်လေးကောင်းတယ်။ mic array ကို၄လုံးလုပ်ထားတဲ့အခါကျတော့ noise cancellation လည်းကောင်းကောင်းလုပ်ပေးနိုင်တယ်။ဈေးနှုန်းကတော့ RAM 12 512GB version ကို23သိန်းဝန်းကျင်လောက်ကြမယ်။အာ global version ဖြစ်တဲ့အတွက်ဈေးကတော့များတယ်လို့ထင်ရပေမဲ့ mic တာ keyboard cover ပါ gift အနေနဲ့ရမှာ။ဆိုတော့ဒီဟာလေး mic တယ်။ဒါပေမဲ့တစ်ဖက်မှာပြန်ကြည့်လိုက်ရင်လည်းသူ့ရဲ့အမွာဖြစ်တဲ့ Xiaomi Pad 7ကကျတော့15သိန်းလောက်ပဲရှိတယ်။ RAM 8GB 256GB ပေါ့နော်။ အာနေသွားတဲ့နေရာပြောရမယ်ဆိုလို့ရှိရင် Snapdragon 7 Plus Gen 3ဖြစ်သွားတယ်။ရိုင်းကြီးမကွာဘူးเนาะ SoC ရိုင်းကြီးမကွာဘူး။ကင်မရာဘိုင်းမှာ13 megapixel နဲ့8 megapixel ဖြစ်သွားမယ်။ပြီးတော့67 watt charging အစား45 watt charging ဖြစ်သွားတယ်။ဆိုတော့ပြောရရင်တော့ကင်မရာလည်း tablet မှာတိတ်မလို့ဘူး။ဆိုတော့ SoC ကလည်းတိတ်မကွာတဲ့အခါမှာကျွန်တော်က Pro မဟုတ်တဲ့ကောင်ပိုတန်တယ်လို့ထင်တယ်ဗျာ။သိလား။ဈေးက8000လောက်ပိုတက်တာသွားတာ။တုံတုံလူတက်ကတော့ Mi Pad 7ကဝယ်ရတာပိုတန်လိမ့်မယ်လို့ထင်တယ်။ ဒါပေမဲ့တခုရှိတာကဘာလဲဆိုတော့ Mi Pad 7မှာ keyboard cover လက်ဆောင်ရမှာမဟုတ်ဘူးဒီကောင်တက်တက်ဝဲရမှာဆိုတော့3သိန်းကျော်လောက်ထပ်ဆိုင်ရမယ်ဆိုတော့ပေါင်းလိုက်မယ်ဆိုရင်16သိန်းလောက်ကျသွားမယ်ပေါ့နော်တစ်ချက်ပြန်စဉ်းစားရမှာနောက်တစ်ခုကကိုက 8GB RAM နဲ့ 256GB storage နဲ့လောက်မလားပေါ့ပြီးတော့ keyboard cover လိုအပ်လားမလိုအပ်လားလိုချင်လားမလိုချင်ဘူးလားပေါ့အဲ့ဒါလေးပဲထည့်စဉ်းစားလိုက်လောက်တယ်မလိုဘူးဆိုလို့ရှိရင်เนาะ keyboard cover လည်းမလိုချင်ဘူးဆိုရင်တော့ Pad 7ကအများကြီးပိုကောင်းနေရွေးချယ်မှုလို့ထင်တယ် ဲ့လိုမှမဟုတ်ဘူး storage ကလည်း 512GB လောက်ကတော့လိုတယ်ကင်မရာလေးတော့နည်းနည်းဖြစ်ဖြစ်ပိုကောင်းတာလေးလိုချင်တယ်အဲ keyboard cover ကလည်းသုံးပါသေးကြတယ်ဆိုရင်တော့ Pad 7 Pro ကိုဈေးပိုပေးပြီးတော့ဝယ်လိုက်တာပိုတန်လိုက်မယ်လို့ထင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့2024နှစ်စပိုင်းလောက်ကထွက်ခဲ့တဲ့ Pad 6 S Pro ဆိုလို့ရှိရင် Pad 7 Pro ထက်နေရာတော်တော်များများမှာပိုကောင်းတယ်လို့ပြောလို့ရတယ် Snapdragon 8 Gen 2ကလည်းဒီကောက်မှာသုံးထားတဲ့ Snapdragon 8S Gen 3ထက် performance နည်းနည်းလေးပိုကောင်းတယ်လို့ display size ကလည်း အာ3 to 2 ratio မှာ12.4 inch ဆိုတော့ ratio လဲ2ဆိုလို့ပိုလဲကြီးတယ်အဲ့ဒါအပြင်ကို1000 mAh battery တို့เนาะ 120W charging တို့ speaker 6လုံးဖြစ်သွားတာတို့အဲအဲ့ဒါတွေက Mi Pad 6s Pro ကိုရွေးချယ်မယ်ဆိုရင်လဲမှားမဲ့ရွေးချယ်မှုတော့ဖြစ်မှာမဟုတ်ဘူးလို့ထင်တယ်ဈေးရကြတော့ Pad 7 Pro ထက်3000ဝန်းကျင်လောက်ပိုများမယ်ဆိုတော့ကိုက display ပိုကြီးတာ speaker ပိုကောင်းတာ performance ပိုကောင်းတာလိုချင်နေဆိုရင် Mi Pad 6s Pro ကပိုရွေးလို့ကောင်းလေးတယ် တေးကြတာကဇက်ကားတွေကြည်တာမှာ Pest 6S Pro နဲ့ဆိုရင်ပို့ပြီးတော့တော့အရသာရှိတယ်ဆိုတော့အဆုံးသတ်အနေနဲ့ပြောရရင်ကျွန်တော်ကတော့ဒီ tablet ကိုတချို့နေရာတွေမှာ laptop အစားထိုးသုံးကျင်တဲ့သူတွေအတွက်ကိုက်လိမ့်မယ်လို့ထင်တယ်အထူးသဖြင့်စာလုပ်ရတဲ့ကျောင်းသားကျောင်းသူတွေเนาะ assignment လုပ်ရမဲ့သူတွေစာလုပ်တာမျိုးမှာ laptop အစားထိုးအနေနဲ့ဒီကောင်ကိုသုံးလို့ရနိုင်တယ်အဲဒါမဲ့ Windows မှာမှဒါမှမဟုတ် Mac မှာမှပြောမယ်ဆိုပြ laptop မှာမှသုံးလို့ရမဲ့ software မျိုးဆိုရင်တော့လည်းမရဘူးပေါ့เนาะကိုလုပ်တဲ့အလုပ်ပေါ်မှာတော့မူတည်တယ် um content writer တို့เนาะ work from home သမားတွေတို့အဲ့ဒါတွေမှာလည်းတော်တော်လေးတော့အဆင်ပြေတယ်ပြီးတော့ကိုက comic တွေ manga တွေဖတ်ရတာကြိုက်တဲ့သူဆိုရင်လည်း tablet တစ်လုံးမှာဖတ်ရတာအများကြီးပိုပြီးတော့အရသာရှိတယ် stylus pen လေးဝယ်ပြီးတော့ပုံဆွဲမလားဒါမှမဟုတ် 2D animation လေးနည်းနည်းပါးပါး sculpting လေးနည်းနည်းပါးပါးလုပ်မလားလုပ်လို့ရတယ်ခင်ဗျားမှာ laptop တစ်လုံးဖုန်းတစ်လုံးရှိထားပြီးသားဆိုရင်နောက်ထပ် tablet တစ်လုံးရှိတာကဒီလို device တွေနဲ့အမြဲတမ်းလုံလုံနေရတဲ့သူတွေအတွက်မှာတချို့အချိန်တွေမှာဖုန်းကလည်းလုံလို့အဆင်မပြေ laptop မှာလည်းအာ မထိုင်ကျင်ဘူးအဲ့လိုအတီးတကျကြီးမလုပ်ချင်ဘူးဆိုတဲ့အချိန်မျိုးတွေမှာတက်ဘလက်နဲ့ကအဆင်ပြေသွားတာလေးတွေလည်းရှိကောင်းရှိတယ်။ကိုယ့်ရဲ့ workflow ပုံမှာပဲမူတည်တယ်။ခင်ဗျားတို့ကဘယ်လိုထင်လဲ။ဒီ Xiaomi Pad 7 Pro ကိုတန်တယ်လို့ထင်တာဒါမှမဟုတ်ဘာလို့မှလည်းမနှစ်က 6s Pro ကလည်းကောင်းနေတာပဲအဲ့ကောင်ဈေးနည်းနဲ့ပို့ပေးလိုက်အများကြီးပိုကောင်းနေလို့ထင်တာဒါမှမဟုတ်အဲ့လောက်ပတ်စံမသုံးချင်ဘူးเนาะ Pad 7ကအများကြီးပိုတန်တယ်လို့ထင်သလားဘယ်လိုတွေးမိလဲ ဘာဖြစ်လို့လဲထုံးစံတိုင်းမဲ့အောက်က comment နဲ့မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။ Okay. နောက်နေ့မှတွေ့တာပေါ့။